လုံးမဲမင်္ဂလာပါရှင်ပိုးရဲ့ cooking channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ရာသီဥတုအေးအေးလေးဆိုတော့ပိုးရုံအိမ်မှာပူပူဆက်ဆက်လေးနဲ့အရင်ကိုစားလို့ကောင်းတဲ့ရခိုင်မုတ်တီလေးချက်စားပြပါတယ်ရှင်ပိုးကတော့ရခိုင်မုတ်တီကို အရင်ရောတုံရောချက်မှဖြစ်ပါတယ်ဒလီတွေကတော့မုတ်တီချက်ဖို့အတွက်လိုအပ်တဲ့ပအဝင်ပစ္စည်းလေးတွေပါ။ငါးကတော့ငရွှေကိုသုံးထားပါရဲ့ရှင်။ မြင်ငပိကိုတော့ပိုးဟာထမင်းစားစွန်းနဲ့တစုံခွဲလောက်ထည့်ပါမယ်။ရည်ကြီးစိမ့်လေးတွေကိုလည်းငရုတ်နှစ်ချက်ဖို့အတွက်ခက်မြများလေးထည့်ပါမယ်။ဒါလေးတွေကတော့ဟိဟိအိုးတဲ့ထည့်ဖို့ပရဲကောငရုတ်ကောင်းနဲ့ချစ်သွင်ပြူလေးတွေပါ။ပြီးရင်တော့အရသာအတွက်စားနဲ့ဟင်းချုံမုံလည်းလိုအပ်ပါတယ်ရှင်။အရင်ဆုံးရည်စေးတန့်စင်ထားတဲ့ငါးလေးတွေကိုပြုတ်မဲ့အိုးတဲ့ကိုထည့်လိုက်ပါမယ်။ငါးကတော့30ဒါလောက်ရှိပါတယ်ရှင်။ပြီးရင်တော့ငါးပြုတ်ဖို့အတွက်ရေကိုထည့်ပါမယ်။ ရေကို၅မြို့တဲ့အထီးထည့်လိုက်ပါမယ်နော်ရေထည့်ပြီးပြီဆိုရင်တော့အဖုံးလေးအုပ်ပြီးတဲထားလိုက်ပါမယ်ရှင်ငါပြုတ်ထားတာ10မိနစ်လောက်ရှိပြီဆိုရင်တော့ငါးလေးတွေကိုအပေါ်အောက်လှန်ပေးလိုက်ပါမယ်နော်။ပြီးရင်တော့နောက်ထပ်10မိနစ်လောက်ထပ်ပြုတ်ထားလိုက်ပါမယ်။ ငါပြုတ်ထားတာစုစုပေါင်းမိနစ်20လောက်ရှိပြီဆိုရင်တော့ရပါပြီရှင်။ဆဲထုတ်ပြီးတော့ခဏလောက်အေးခံထားလိုက်ပါမယ်နော်။ငါးလေးတွေဤသွားပြီဆိုရင်တော့အယိုးနှွင်ထားလိုက်ပါမယ်။မြရွှေကအယိုးနည်းနည်းများတာမို့လို့အယိုးမပါအောင်တေချာလေးတော့နှွင်ပေးရပါမယ်ရှင်။အယိုးအလုံးနှွင်ပြီးပြီဆိုရင်တော့ခဏဖယ်ထားလိုက်ပါမယ်နော်။ အခုကတော့ရခိုင်မုတ်ဒီမှာမပါမဖြစ်ငြူသီးနှစ်လေးလုပ်ပါမယ်ငြူသီးစိမ့်လေးတွေကိုအညာချွေပြီးပြုတ်ထားလိုက်မယ်နော်ယူသီးစိမ့်လေးတွေကျက်ပြီဆိုရင်တော့ဆဲထုတ်ထားလိုက်ပါမယ်နော်။ပြီးရင်တော့ကြိတ်ဆက်သေးကိုထည့်ကြည့်လိုက်ပါမယ်။ကြိတ်ထားတာဒီလိုအနေလေးဆိုရင်ရပါပြီရှင်။ အခုကတော့မြင်ငပိကိုကြိုးပါမယ်။မြင်ငပိကိုထမင်းစားဆုံးတစ်စုံခွဲသာလောက်ထည့်ထားပါရရှင်။ရေနည်းနည်းထည့်ပြီးတော့ကြက်တဲ့အထိကြိုးထားပေးလိုက်ပါမယ်။ပြီးရင်တော့အရေးကြီးလေးရအောင် စကားလေးနဲ့စစ်ထားလိုက်ပါမယ်။ဒီလိုမျိုးမြင်ငပိကိုမကြိုးဘဲနဲ့ရေနွေးနဲ့တန်းဖြောင်မယ်ဆိုလည်းရပါရရှင်။ဘွားရောအရေးကြီးကိုပဲယူထားပါတယ်ရှင်။ ပြင်ဆင်ဖို့ကျန်တာလေးတွေစက်ပြင်ကြမယ်နော်။ဟင်းရည်တဲ့ထဲဖို့ဗရဲကောလက်တစစ်စာလောက်ကိုအရင်ထောင်းထားလိုက်ပါမယ်။ပြီးရင်ငရုကောင်းစီလေးတွေဆက်ထောင်းပါမယ်။ငရုကောင်းလေးတွေကတော့လှော်ထားတာလေးတွေပဲသုံးထားပါတယ်ရှင်။ငရုကောင်းလေးတွေမညက်တညက်ဖြစ်လာပြီဆိုရင်ကျွတ်ွန်ပြူလေးတွေလည်းထည့်ထောင်းလိုက်ပါမယ်။ ကဲအခုဆိုရင်ဟိရတဲ့ထဲဖို့အတွက်ငရုကောင်းနဲ့ကျွတ်ပြူလေးလည်းရပါပြီရှင်။အားလုံးစင်နေပြပြီဆိုရင်တော့ဟိရချက်ဖို့ငါးပြုတ်ဦးလေးကိုပြည့်နေထားလိုက်ပါမယ်။ပြီးရင်တော့ရင်းနှီးလေးပါထပ်ထည့်လိုက်မယ်နော်။အဖုံးလေးအုပ်ပြီးတော့ပုတ်ပွဲဆိုတဲ့ထီးသေးထားပေးလိုက်ပါမယ်။ပုတ်ပွဲဆူလာပြီဆိုရင်ခုနကမြင်ငပိကြိုထားတာလေးကိုတဝက်ထည့်လိုက်ပါမယ်။ ရေပြန်ဆူလာပြီဆိုရင်တော့ထောင်းထားတဲ့ပရဲကောချက်သွန်ဖြူနဲ့ငရုကောင်းလေးတွေထည့်ပါမယ်။ဒီနေရာမှာပရဲကောကိုမကြိုက်ရင်မထည့်လို့လည်းရပါတယ်ရှင်။မိရင်တော့ခုနအယိုးနှွင်ထားတဲ့ငါးကိုသုံးပုံတစ်ပုံထည့်လိုက်ပါမယ်။ကြံတဲ့သုံးပုံနှစ်ပုံကိုတော့အတုတ်သေးသေးဖို့ခြံထားလိုက်မယ်နော်။အရသာအတွက်စားနဲ့ဟင်းချုံမုံကိုလိုအပ်သလောက်ထည့်လိုက်ပါမယ်။ ခဏလောက်တည်ပြီးပြီဆိုရင်တော့ဟီးအိုးလေးလည်းရပါပြီရှင်။မြေယူကောင်းတဲ့ကျတုံမျိုးအနံ့လေးကမှွေးနေပြီးစချင်စရာလေးပါပဲရှင်။ပြီးရင်တော့အတုံးအတွက်ပြင်ကြမယ်နော်။အတုံးတွေထည့်စားဖို့အတွက်ငြူသီးအနစ်လေးလုပ်ပါမယ်။အရင်ဆုံးအယိုးနှင်ထားတဲ့ငါးသုံးပုံနှစ်ပုံကိုအိုးထဲထည့်ပြီးမှွေးသွားအောင်ခဏလောက်လှော်ထားလိုက်ပါမယ်။ဒီနေရာမှာငါးကိုမလှော်ဘဲတန်းချက်လဲရပါတယ်ရှင်။ ငါးလေးတွေမွေးလာပြီဆိုရင်တော့ခုနတဝက်ချန်ထားတဲ့မြင့်ငပိလေးကိုထည့်လိုက်ပါမယ်။ကြိတ်ထားတဲ့ငူးသီးလေးတွေလည်းထည့်ပါမယ်နော်။ရီးစက်စက်လေးဖြစ်သွားအောင်လို့ခုနချက်ထားတဲ့ဟင်းရည်လေးအနှဲငယ်ကိုပါထည့်လိုက်ပါမယ်။အရသာအတွက်စားနဲ့ဟင်းချုံမုံကိုထည့်ပါမယ်ရှင်။ ပြီးရင်တော့အတုံးအတွက်မပါမဖြစ်ငူသီးနှစ်လေးလေးရပါပြီရှင်။ဒါကတော့ပူးကျူပြုတ်ထားတဲ့မုတ်ဖက်လေးတွေပါ။ဒီမုံင်းငါး၆ကိုသုံးထားပါတယ်ရှင်။မပြုတ်ခင်မှာတနိုင်လောက်တော့ရေကြိုစိန်ထားပြရပါတယ်နော်။ပြီးရင်တော့ရေပွက်ပွက်ဆူတဲ့အထဲ9မိနစ်လောက်ပဲထိပ်ပြုတ်ပေးရပါတယ်ရှင်။ပြုတ်ထားတာလေးတွေကိုရေအေးနဲ့ပြန်စီးပြီးရင်တော့ဒီလိုမျိုးမုတ်ဖက်လေးရပါပြီရှင်။ကဲအခုဆိုရင်အားလုံးချက်ပြီဆိုတော့မုတ်တီတုပ်စားတုပ်ဖို့အတွက်ပြင်ဆင်လိုက်ပါမယ်။ မုတ်ဖက်ငူသီးအနှစ်နန်းနန်းပင်မကြီးရေပဲကျော်နဲ့ငဖဲကျော်လေးတွေကိုပို့အပ်ပြင်ဆင်ထားလိုက်ပါမယ်နော်။အရင်ဆုံးမုတ်ဖက်လေးတွေကိုထည့်လိုက်ပါမယ်။ကျူးချက်ထားတဲ့မုတ်ထီတုံးရဲ့အသက်ဖြစ်တဲ့ငါးငူသီးအနှစ်လေးကိုလည်းထည့်လိုက်ပါမယ်နော်။အတုံးနဲ့တွဲစားဖို့အတွက်ပဲကျော်လေးလည်းထည့်ပါမယ်။ငဖဲကျော်လေးတွေကိုတော့ညှက်ထည့်လိုက်ပါမယ်ရှင်။ နည်းနည်းမင်းကတော့မကြိုက်ရင်လည်းမထိတ်လို့ရပါတယ်ရှင်။တကယ်လို့အချင်းကြိုက်တယ်ဆိုရင်မကြီးရည်လေးကိုပါထည့်စားလို့ရပါတယ်နော်။ခုဆိုရင်တော့ရှူးရှူးရှဲရှဲမုဒီတုံဆက်ဆက်လေးရပါပြီရှင်။ရခိုင်မုဒီအရည်လေးလည်းပွဲပြင်ပါမယ်နော်။မုတ်ဖက်လေးတွေကိုကိုလိုတလောက်ထည့်လိုက်ပါမယ်။ချက်ထားတဲ့ဟိဟိပူပူလေးကိုလည်းလောင်းထည့်လိုက်ပါမယ်နော်။ ဦးကတော့ချင်းချင်းဆက်ဆက်လေးစားမှမို့လို့မကြီးရည်နဲ့ငူးသီးကြိတ်ထားတဲ့လူတွေကိုထည့်လိုက်ပါမယ်။ပဲကြော်နဲ့ငဖဲကြော်လေးတွေလည်းထည့်ပါမယ်။နန်းနံပင်လေးလည်းထည့်ပြီးပြီဆိုရင်တော့ရခိုင်မုတ်ဒီအကြီးလေးလည်းရပါပြီရှင်။ဟီးရတဲ့ထဲတဲ့ငူးသီးစိမ်းလေးတွေကငူးသီးကိုပြုတ်ပြီးကြိတ်ထားတော့ငါဖယ်ထားတာလေးတွေပါရှင်။ဒီလိုမိုးအီးလေးနဲ့ဆိုမိုးဒီတောက်ရတာလုံးဝကွက်တိလိုက်ဖက်နေရောပါပဲရှင်။ ကဲအခုဆိုရင်တော့ရှူးရှူးရှဲရှဲနဲ့အရန်ကိုစားလို့ကောင်းတဲ့ရခိုင်မှုတီအရင်နဲ့အတုပ်လေးရပါပြီရှင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုကြာရင်လည်းဟင်းချက်နီကောင်းကောင်းလေးနဲ့ပြန်လာခဲ့ပါမယ်နော်ပိုးချက်တာလေးတွေလိုက်ချက်ဖြစ်တယ်ဆိုရင်မမရေးခဲ့ပေးကြပါဦးနော်